မန္တလေးမြို့ကအသက်14နှစ်အရွယ်လူငယ်ကလေးရဲ့စိုက်ကယ်အဟောင်းပစ္စည်းတွေနဲ့ပြန်လဲပေါင်းဆက်တီထွင်ထားတဲ့စိုက်ကယ်လေးအကြောင်းကိုတော့ကိုဝေရန်ဇော်ကတင်ဆက်ထားပါတယ်ရှင်။ဆိုင်ကယ်အဟောင်းပစ္စည်းတွေကိုပြန်လည်ပေါင်းစပ်ပြီးဆိုင်ကယ်တစည်းအဖြစ်တီထွင်စီးနှင်းနေသူကတော့မန္တလေးမြို့ ပောက်ကြီးဆိုင်ကယ်ဝက်ရှော့ဆိုင်ကအသက်၁၆နှစ်အရွယ်လွယ်မောင်မောင်လို့ခေါ်တဲ့လူငယ်လေးပဲဖြစ်ပါတယ် မနေ့လေးမှာမော်တော်ဆိုင်ကယ်တွေကိုပေါင်းစပ်ပြုပြင်မှုတွေလုပ်ပြီးအလှပြစည်းဓာတ်တွေခေတ်စားလာခဲ့တာကြာပါပြီ။စပိန်ဆိုင်ကယ်ပြုပြင်တက်စင်တာတွေကိုစိတ်ဝင်စားတဲ့သူဟာရလာတဲ့လိုအားခငွေကြေးလေးကိုစုပြီးအစပိုင်းမှာ BMA စပိန်ဟောင်းဒစီဝယ်ယူကာပေါင်းစပ်ပြုပြင်စီးနင်းခဲ့ပါတယ်။နောက်ပိုင်းမှာစပိန်ကိုပြန်လည်ရောင်းချပြီးရရှိတဲ့ငွေချို့စုထားတဲ့ငွေကြေးတွေနဲ့ဝက်ရှော့ဆိုင်မှာဆိုင်ကယ်လာပြင်းတဲ့လူတအူးရဲ့ဆိုင်ကယ်အပုပ်ပစ္စည်းတွေ ဆရာစီကအင်ဂျင်တွေပေါက်ဆက်ပြီးအခုလိုဆိုင်ကယ်လေးလှုပ်ဖြစ်တာလို့ဆိုပါတယ်။အင်ဂျင်ချင်းနဲ့လည်းစီးတော့ဆိုင်ကယ်စီးခြင်းတွေပေါ့။ကျွန်တော်ဆိုရင်တငယ်ချင်းတယောက်ပြန်ရောင်းလိုက်။အဲဆိုင်လုဆိုင်ဆူထားတဲ့ကနေပေါအောင်ဆင်းလိုက်။ပစ္စည်းကကျွန်တော်ကျန်တဲ့ပစ္စည်းတွေကကျွန်တော်ပါကျွန်တော်ရှာပြီးခဲ့။ပစ္စည်းကွာဝိနကူရလဲအဲဆရာတို့ကပရင်ရတိုင်းပဲဖိနိုင်ကွာစူပါကဖိနိုင်ကွာ ဝက်ရှော့ဆိုင်ပိုင်ရှင်ကိုပေါက်ကြီးကတော့သူ့မှာရှိတဲ့ပစ္စည်းဟောင်းတွေနဲ့တတ်နိုင်သလောက်ကူညီပေးခဲ့ပါတယ်။လမ်းမပေါ်ရောက်နေတဲ့လေလွင်ကလေးတွေအတွေ့အဖွဲ့အစည်းတွေကအခုလိုကူညီတာမျိုးဖြစ်စေခြင်းပြီးလောက်ကန်ခြင်းစိတ်ရှိတဲ့ကလေးတွေကိုထိန်းကျောင်းပြုပြင်စေခြင်းတယ်လို့ပြောပါတယ်။တူတူကတော့လုံမိုးတော့ဝေကုန်ကြေးကြခံပြီးတော့တော့ဘာမှတော့မပါခဲ့ဘူးပေါ့။ဆိုင်မှာရှိတဲ့ပစ္စည်းဟောင်းတွေတော်တော်များများရဲ့သူ့ကိုချစ်တဲ့အဲထားသွားခဲ့တဲ့အူနာတွေပစ္စည်းဟောင်းတွေနဲ့ပဲသူအတူကြာခံလောက်တော့ ျွန်တော်တို့ကတော့သူမနိုင်တဲ့ဝင်လေးတွေလိုက်လုပ်ပြရပေါ့ဒီလောက်ပါပဲလမ်းမမှာရောက်နေတဲ့ပြည်တွေအများကြီးပါအကူတို့လည်းမြင်မှုပါပါတော့တချို့တွေဆိုရင်ပတ်စံလိုက်တောင်းနေတာလေးတွေရှိမှကိုကတချို့ဆိုရင်ပေါ်ဘူးတွေရှူပြီးရှောက်သွားနေတာလေးတွေရှိမှအဲ့ကလေးတွေရဲ့တကယ်မှသူတို့နေနဲ့လည်းရောက်ချင်လို့ရောက်သွားတဲ့ကလေးမပါပါဘူးကိုလုံးချင်ကန်ချင်သိရှိမဲ့ကလေးတွေရှိမှပါဒါပေမဲ့အဲ့လိုမျိုး လှုပ်ပေးသူတို့လှုပ်ကျင်ခိုင်းနေအောင်လှုပ်ပေးဖို့အတွက်ကိုထိမ့်ပေးမဲ့လူမရှိဘူးလေအဲ့လိုအဖွဲ့အစည်းပေါ်လာမယ်ဆိုရင်တော့ဒီကလေးတွေတော့အားလုံးအကောင်းဆုံးပါပဲဆန်ကယ်ဝက်ရှော့တင်နေတဲ့တခြားတငယ်ချင်းတွေနဲ့အလုပ်ပရိတ်တွေမှာစပိန်စီထွေရာကနေအပိုးပစ္စည်းရရှိနိုင်တဲ့နေရာတွေကို သိရှိခဲ့ပါတယ်တနေ့ခွဲလောက်ရှိတဲ့အလုပ်အတွေ့အကြုံတွေကြောင်းအခက်အခဲနဲ့နဲ့အခုလိုကိုပိုင်ဆန်ကယ်ဆင်နိုင်ခဲ့တာပါအပေါင်းအသင်းတွေကလည်းလိုပဲကျွန်တော်လိုပဲဆန်ကယ်ဝက်ရှော့တင်နေအောင်ရှိ ကားလေးသူတို့နဲ့လာသူကကားလေးစပိန်နေပါလေတည်းရပြင်းနေလေကျွန်တော်သူတို့တရားနေကြည့်ကျွန်တော်ပေါင်းနေနေရတယ်ကြည့်ဟိုလမ်းသွားရင်းလာရင်းနဲ့ဆိုင်ငယ်တွေပါတယ်ကျိုးအပုံနေရှိတယ်လေဆိုင်ငယ်တစားကြီးကောင်းနေအပုံနေအာရွာကြီးကိုမှတ်တာကိုလူနေနဲ့ပြည်စီတွင်သွားရှာလူရွာကြီးလောက်ဆိုင်ငယ်ဘာကြည့်လိုက်တာနဲ့ဘာဘာဆိုဖြုတ်လို့ရတယ်ဘရားပြုတ်တယ်ကျွန်တော်တိတယ်ဒီကဘယ်ဆိုင်မှာရှိရဒီပစ္စည်းอ่ะအဲ့ဒါကြီးကလည်းတည်နေတယ် ဆိုင်ရဲ့ဆင်ဟိုးပါမလို့မခက်သေးတော့ဆိုင်ကအင်ဂျင်အတွင်းပိုင်းကတော့ workshop ဆိုင်ကကိုအောင်တီဟာကကူညီလှုပ်ဆောင်ပေးခဲ့ပါတယ်အခုဆိုင်ငယ်ရသွားပြီဆိုင်ငယ်ကျွန်တော်ကအင်ဂျင်ဆိုးအင်ဂျင်လုံးခိုင်းတယ်ကျွန်တော်အင်ဂျင်လုံးမရဇုတ်ပူတာအင်ဂျင်လုံးပြီအင်ဂျင်လုံးပြီအဲလုံးပြီအဲကောင်အေးတစ်ခွက်ဖွင့်ထားတယ်အင်ဂျင်လုံးပြီအဲပြီးလဲပြီးတော့ကုန်သုံးပြီးတော့အဲ့တော့ဆိုင်ငယ်ကအနက်ရောက်ဆေးရပါသူ့ဘောက်ကိုရှောက်လို့ပုံမျိုးကြီးတစ်မျိုးရှောက်ချောက်တယ် ဆိုင်ကယ်ဝါယာရင်းပိုင်းကိုတော့သူတက်စင်စင်ကျင်တဲ့ပုံစံအတိုင်းမီဂျိုလိုင်းနဲ့ဆက်သွယ်လှုပ်ဆောင်ပေးခဲ့တယ်လို့ကိုကျော်စွာဦးကပြောပါတယ်ကြောက်ကြကျွန်တော်တော့ဒီကလေးဟိုပါဒီကလေးပြောလိုက်တဲ့ဟာကိုကျွန်တော်ဆင်ပြီးရပြီဆင်ပြီးရပေါ့အဲဘာလဲဘယ်လိုဘယ်လိုပုံစံကြိုက်တယ်သူကြိုက်တဲ့ပုံစံကိုကျွန်တော်ဆင်ပြီးရပေါ့အဲ့လိုမျိုးသူသူဟိုပါပေါ့ညံပြီးတဲ့ပုံမှာမူတည်ပြီးကျွန်တော်ဆင်ပြီးရပါရှိတယ် လူငယ်တွေကိုမြေတောင်မြောက်ဖို့ကူညီရမှာငွေကြေးတွေထက်စိတ်အားဖြစ်ဖို့ကူညီတာကပိုအရေးကြီးတယ်လို့ဆိုင်ကယ်အပူပစ္စည်းအောင်ကူညီပေးတဲ့ဦးမင်းထင်ကပြောပါတယ်။စပိန်ပစ္စည်းအဟောင်းတွေနဲ့ပြန်လည်တက်ဆင်စီးနေတာကိုမြန်မာမှသတိထားမိပြီးအခုလိုကူညီဖြစ်သွားတာလို့ဆိုပါတယ်။ကျွန်တော်ကလည်းဆိုင်ကယ်တွေကျွန်တော်ပြင်နေဟာဝါသနာပါတယ်။ဆိုင်ကယ်အဟောင်းတွေကျွန်တော်တို့ကသူ့ဆရာပေါ့ကိုပေါ့ကြီးနဲ့ပေါင်းပြီးတော့ဆိုင်ကယ်အဟောင်းတွေပြင်တယ်။အပြင်ထဲမှာပူနေတဲ့ပစ္စည်းတွေအများကြီးရှိတယ်။ဆိုင်ကယ်စည်းပြဖို့တဲ့ဆိုင်ကယ်အဟောင်း၂စီး၃စီးပေါင်းမှဆိုင်ကယ်စည်းဖြစ်တယ်။ ဲ့လိုဖြစ်တဲ့အပေါ်မှာရတဲ့ပူတဲ့ပစ္စည်းတွေကိုတာမင်းလိုချင်တာယူသုံးဆိုတော့သူကကျွန်တော်ဆရာရတဲ့ပစ္စည်းတွေရဲ့သူ့ရဲ့ဆရာဆရာရတဲ့ဆိုင်ကယ်အင်ဂျင်ရဲ့အဲပေါင်းလိုက်တဲ့ခါမှာဒီဆိုင်ကယ်လေးဖြစ်လာတာပေါ့တချို့အရာတွေကလူတွေရဲ့စိတ်ထဲမှာဒီလုံမဲ့ကလေးလေးတွေစိတ်ထဲမှာစိတ်အင်အားဖြစ်ဖို့ပံ့ပိုးရတဲ့ခါလေးမှာငွေကြီးလေလူတာထက်ကွာဟိုစိတ်အင်အားဖြစ်ဖို့ပံ့ပိုးနာပါတယ်အဲ့လိုမြင်ပါတယ်အခုလိုတီထွင်ဖန်တီးခြင်းတဲ့လူငယ်တွေအတွေ့ တီအိုရီဘိုင်းရောက်လက်တွဲပါပစ္စည်းစုံစုံလင်လင်နဲ့ပြုလုပ်နိုင်တဲ့နေရာတစ်ခုရှိတဲ့ပြီးစွန့်ဦးတီထွင်ခြင်းနဲ့လူငယ်တွေအတွေ့မြေတောင်မြောက်ပြေးဖို့ပြင်ဆင်နေတယ်လို့မန္တလေးတိုင်းဒေသကြီးကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကပြောပါတယ်ဒီလိုကလေးတွေပေါ့နော်အဲ့တော့ဒီလိုပစ္စည်းမျိုးပြည့်ပြည့်စုံစုံနဲ့တီထွင်ဖန်တီးရမယ်ဆိုရင်တော့ပုံပြီးကောင်းတော့ပါအဲ့လိုမျိုးလည်းနေဟောပါတော့ဒီတွင်ခံနေတဲ့နေရာတခုခံပြီးပေးသင့်ရတာပေါ့။ဒါမှလည်းဒီလူငယ်တွေကကိုယ်စိတ်ဝင်စားတာကိုယ်တန်ရအောင် တီထွင်ဖန်တီးနိုင်တဲ့စွမ်းအားတွေပုံပြီးတော့ဟိုရှိလာမှာပေါ့ဒီလိုတီထွင်နိုင်ဖန်တီးနိုင်တဲ့နေရာရှိမှသာလေလို့လို့ကံပဲအဆင်ပြေမယ်နောက်သီအိုရီပိုင်းရလဲပံ့ပိုးတဲ့ဤပညာတွေလည်းဒီထောက်ပံ့ပေးမယ်ဆိုရင်တော့ပိုပြီးကောင်းမှာပေါ့ဝက်ရှော့ဆိုင်ကိုစတင်ဝင်ရောက်တင်ယူခါစားကစီးနင်းစရာမရှိခဲ့ပေမဲ့အခုတော့သူ့ကိုကိုပိုင်ဆိုင်ကလေးနဲ့တွေ့မြင်ရမှာပါအတန်းပညာမစုံလင်မဲလုပ်ငန်းပညာသင်ဘဝမှာစူးစမ်းရုံးကန်နေတဲ့သူဟာဆိုင်ကယ်တွေကိုပြန်လည်မွေးမံပြင်ဆင်ပြီး ကိုပိုင်တီထွင်ရောင်းချသွားဖို့ရည်မှန်းထားပါတယ်။